အားလုံးပဲမင်္ဂလာပါရှင်ညီမတို့ရဲ့ AOU Channel လေးမှကြိုဆိုလိုက်ပါရရှင်ညီမအခုဖက်ပြပေးခြင်းတဲ့အကြောင်းအရာလေးကတော့စွန်းလွန်းစရာတော့ဖျားကြီးဟောကြားထားတဲ့တရားတော်များလေးထဲမှာတိတ်ကောင်းတဲ့တရားဆိုတဲ့အကြောင်းလေးကိုဘူးတုဒ္ဒရပွဲတင်ဆက်ဖက်ပြပေးခြင်းတာပဲဖြစ်ပါရရှင်တရားအားထုတ်တယ်ဆိုတာပထမတော့တရားကိုလူကဥဆောင်ရတယ်နောက်တော့တရားကလူကိုဥဆောင်သွားလိမ့်မယ်နာရာဟာငါမဟုတ်ဘူးငါဟာနာနေတာမဟုတ်ဘူးနာနေတာနဲ့ငါနဲ့ဘာမှမဆိုင်ဘူး နာတဲ့တဲ့ငါမပါစီနဲ့တရားသဖြင့်နာနေတာပဲဒါတရားနာနေတာပဲခန္ဓာရှိလို့ဆင်းရဲနေတာဆင်းရဲတဲ့တဲ့ငါပါနေတော့တန်လျာလဲနေတာဗောတဲ့ တချို့ကတရားအထုတ်ရမှာကြောက်တယ်ကြောက်တယ်လို့ပြောကြတယ်အထုတ်ကြည်စမ်းမှာကြောက်เสียရမလို့ပါဘူးအာမထုတ်ဖဲနဲ့ကြောက်တယ်ပြောတော့တရားကိုဖြစ်ပေရာရောက်ပါတယ်မဟုတ်တာလုပ်ရမှာကြောက်ကြပါတဲ့ခန္ဓာရှိနေဝေဒနာရှိနေမှာပါပဲဒီဝေဒနာကနိုင်အောင်ရှုတက်ဖို့လိုတယ်တေခံဤဝေဒနာကဒီဝေဒနာထက်ပိုဆိုးတယ်အခုကလေးကနိုင်အောင်ရှုထားကြတော့တေတော့နိုင်တာပေါ့တဲ့မဟုတ်လဲတိခံဟုတ်လဲတိခံရမှာပါပဲခံရမဲ့အတူတူတော့အခုကလေးကခံလိုက်တော့တန်တရားပြတ်တာပေါ့တဲ့ ချမ်းသာမှုကိုတော့ချူတောင်းနေလို့ရတာမဟုတ်ဘူးလုံယူမှရတာဖြစ်တဲ့ဘောပြက်တဲ့ဘောတိတော့လောဘဒေါသမောဟမရောတော့ဘူးဒီတော့ချီလင်းအေးမြလူငင်းချမ်းသာတာပေါ့ဟဲ့လောကီချမ်းသာတာကတဘဝတနတ်စာလောကုတ္တရာချမ်းသာမှတတန်နေရာလုံးအေးတာတဘဝတနတ်စာမလုံးနဲ့တတန်နေစရာလောက်ကြမကောင်းတာလုပ်တာသာကြောက်ရမှာပါကောင်းတာလုပ်တာကြောက်စရာမလိုပါဘူးတဲ့မကောင်းတာတော့ရဲရဲလုပ်ရရင်ကောင်းတာလုပ်ရတာဘာမှမလိုရဲစရာရှိသလဲ လူတွေဟာကိုယ့်အတွက်လူလူနဲ့သူများအတွက်လုံနေကြတယ်ကိုယ့်အတွက်ကိုလုံရင်တရားအထုတ်ကြရမှာပေါ့တဲ့ကိုယ့်အတွက်ကိုသာပူသူများအတွက်မပူနဲ့သာသနာပြုခြင်းရင်ကိုတရားရှိမှသာသနာပြုလို့ရတယ်တရားအထုတ်တယ်ဆိုတာလဲထမင်းစားသလိုပဲမစားလဲစားစားလဲစားစားကောင်းလိမ့်မယ်ထင်မိမဲ့တကယ်တမ်းစားတော့ငြိမ်ချင်မှမြင်တာမကောင်းမှုထင်လို့လဲတကယ်စားတော့ငြိမ်ချင်မြင်တာဒီတော့မထုတ်ချင်လဲထုတ်ထုတ်ချင်လဲတရားအထုတ်ပေါ့တဲ့ တရားအားထုတ်တဲ့အခါပြင်းပြင်းထန်ထန်အားထုတ်ရတယ်။တရားအားထုတ်လို့လူသေးခြင်းသေစမ်းပါစီလူသေးလို့လည်းအရင်မရှုံးပါဘူး။လောဘသိရင်မြတ်တာပါပဲတဲ့။ကိုလောက်တာကိုတိပါတယ်။သူများမင်းနေစရာမလိုပါဘူးတဲ့။သူများမင်းလို့အတိတာကကိုကိုကိုမတိလို့ကွာ။တရားကရှင်းပါတယ်။ရှည်တဲ့လမ်းမလိုက်ကြနဲ့တိုးတဲ့လမ်းလိုက်ရှည်တဲ့ဆိုတာဘာမှမကောင်းပါဘူး။ဝိပဿနာတရားကိုအားထုတ်ရတာအလွန်ကောင်းပါတယ်။အဝိလည်းပြောင်းစရာမလိုဘူး။ခုလည်းအောင်းစရာမလိုပါဘူး။ပူးထုစင်စရာမူပြောင်းမှုပဲလိုပါတယ်တဲ့။ မိခန္ဓာကဖြစ်ပေါ်နေတဲ့ဝေဒနာကိုသီးခံရှုနိုင်မှပတ်ဝန်းကျင်ရဲ့လောကနာကိုခံနိုင်ရရှိမှာပါပဲလူများမချီးမြောက်ခြင်းရင်ဤအရိယာသူတော်ကောင်းတွေမျက်ကွယ်မပြုစေနဲ့လူမိုက်ကတော့သူ့လို့သူ့လို့မှာပါပဲကိုကခန္ဓာရရှိဖို့သာလို့တရားအထုတ်တဲ့အခါပြင်းထန်တဲ့ဝေဒနာကိုတောင်သီးခံနိုင်ခဲ့သေးတာပဲပြင်မလေတိုက်တာတော့ဘာမခံနိုင်စရာရှိလဲတရားအထုတ်တဲ့အခါဝေဒနာကိုမကြောက်နဲ့အကြောင်းရင်လွဲရဲရင်မင်းဖြစ်တယ်ဆိုတာဒီနေရာမှာသုံးရမှာ လူနှုံလူနာလူအလူခင်းတဲ့မပါပါစီနေတဲ့ပြင်းပြထန်ထန်အားထုတ်ကြပါပုရုစင်တွေမကောင်းတာလောက်တာများအစမ်းလုံမင်းရဲ့ခုလဲမကောင်းတာလုံနေသလိုနောင်လဲမကောင်းတာလုံနေဦးမှာပဲသူတို့မကောင်းတာနဲ့ကိုနဲ့ပါဆိုင်တယ်ကိုတရားကိုရှုဖို့ပဲလူတွေအရိယာသူတို့ကောင်းလို့ဆိုတာရုပ်ရဲ့နာရဲ့တရားရဲ့ဒီသုံးခုပဲအဖို့ပြနေတာပါသူတို့ပြင်းနေမရှိဘူးဖះစကားနားလဲအောင်လို့ဖះစကားနားလဲရင်လောကစကားတွေအားလုံးနားလဲတယ်သူဖះကတော့တတ္တဝါတွေအားလုံးချမ်းသာအောင် ောင်ထားခဲ့ပြီးသားပါပဲတဲ့တတဝါတွေညံမမီတော့မချီလိမဲဖြစ်နေကြတာပါလူတာရုခေါ်နတ်တာရုခေါ်တော့နဲ့ဂျင်းနဲ့တင်းနေမနေကြနဲ့ဖခင်ယဟန္တာအရိယောသူတော်ကောင်းတွေချုံမှုနဲ့ထိဖြစ်ပါစီတရားအထုတ်တဲ့အခါကိလေသာကြားမခိုအောင်နှာသီးဝါကိုလေးထိတိုင်းသိနေပါစီ ထိတဲ့အပေါ်တတိထားတတိထားရင်တရားမြင်မယ်တတိမထားရင်အမှားဝင်မယ်ဝိပဿနာတရားဆိုတာဆွံ့လွတ်တဲ့တရားလောဘဒေါသမောဟတို့ကိုကျွတ်လွတ်အောင်ဆွံ့လွတ်နေတာဒီတော့ပြင်းပြင်းထန်ထန်အထုတ် ကြပါတဲ့တုံတိုက်တိုက်ကြားကြိုက်ကြိုက်နောက်မဆုတ်တမ်းအားထုတ်ကြဒုက္ခမရှိဒုက္ခရှာဒုက္ခပေါ်ဒုက္ခဆင်းမြင်တဲ့သူကလူချမ်းသာဒါကြောင့်တရားအားထုတ်မှုမပြုတဲ့ ဈာချိန်ကာလတွေမှာတနည်းအားဖြင့်နေပြန်မရောက်ခင်ဈာကာလတွေမှာမိမိတို့နေပြန်ရောက်ကြောင်းထောက်ပံ့ဖြစ်ဖို့ဘာကိုအာရုံထားပြီးဘလို့အတိနဲ့ဆင်ခြင်ပြီးနေကြထိုင်ရပြောကြဆူကြလှုပ်ကြကိုင်းကြမယ်ဆိုတာကိုသိဖို့အလွန်အရေးကြီးပါတယ်။လောကမှာအမှန်တကယ်တည်ရှိနေတဲ့တရားကအနိစ္စမမြဲခြင်းဒုက္ခဆင်းရဲခြင်းအနတ္တအဆုမရခြင်းစတဲ့တင်ခါရတရားတွေပါပဲလို့ရေးသားထားပါတယ်ရှင်။မူရင်းရေးသားသူကိုလည်းလေးစားစွာဖြင့် credit ပေးခွင့်နှောင်းအပ်ပါရှင်။နားဆင်မိကြတဲ့ပရိသတ်ကြီး ားလုံးကိုလည်းကျေးဇူးထူးပင်တင်ရှိပါတယ်ရှင်။